ဟုတ်ကဲ့အကိုကြီးလက်ရှိစကိုင်းမြို့ထဲမှာအချိန်ဘယ်လိုရှိနေလဲပြီးတော့ဒီကယ်ဆယ်ရေးအကူအညီတွေရောရောက်လာတဲ့အချိန်တွေပေါ်ရှိလားလက်ရှိအချိန်တွေလည်းနည်းနည်းတော့ပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ရဲ့လက်ရှိအချိန်တွေကမြို့တွေကလုံးဝဘာမှလုပ်လို့မရတော့ဘူးမြို့ပြည့်ကြီးလိုမျိုး ဖြစ်သွားတာလမ်းတွေကလည်းအကုန်ပိတ်ဟိုဟာတိုက်တွေကလည်းအကုန်ပြီးပြီးတော့မှလူတွေလည်းခုချိန်ထိထုတ်လို့မရသေးဘူးကယ်ဆယ်ရေးကူညီတွေကလောက်တော့လောက်တယ်ဒါပေမဲ့ တိတ်ပြန်မရောက်သေးဘူးလူသေးရပြောရမယ်ထင်တယ်လူတွေအရေးကြီးလူတွေလည်းထုတ်လို့မရကြောစက္ကရာကြီးလည်းမရှိတော့ကြတော့မန္တလေးနဲ့သခိုင်းကိုဆက်ထားတဲ့ဒီအရောက်ဒီမြကူတတာတခုကတော့ကျုံးသွားရေပေါ့နော်နောက်တခုသခိုင်းတတာအတစ်ကတော့ဒီလမ်းကြောင်းတွေကွက်အပ်နေလို့ဆိုပြီးတော့ဒီတွာလာလို့မရဘူးလို့တီးရရေပေါ့အခုလက်ရှိဒီအရောက်ဒီမြကိုကိုတို့ဒီဆက်လေတွေဆက်တည်နေတွာနေတဲ့အခြေအနေရောဘယ်လိုရှိလဲမသိဘူးရှင်ဟုတ် တကိုင်းတရာနှစ်ခုလုံးကသွာလာလို့မရတော့အောက်ကဆက်လီတွေနဲ့သွာရတယ်ဆက်လီတွေနဲ့တယောက်ကို မနီရတော့တထောင်ခွဲလို့ပြောရဒီနေ့2000လား5000လားမသိဘူးကြောင်းသွားတယ်တဲ့စကိုင်းတရာကနှစ်ခုတရာတရာဟောင်းကဂျူးတယ်ကွာသွာလို့မရဘူးတရာဟောင်းကကျတော့ तू ကစကိုင်းဘက်ချမ်းကတော်တော်ဆိုးတာအဲ့လမ်းတွေကျုံပြီးတော့အကွဲကြောင်းနေထားတာအဲ့တော့ तू ကဒီရွှေကျဲဘက်ကနှာပေါက်ကဂိတ်ကမလွတ်ဘူး ကားလည်းမလိုဘူးဆိုင်ကလည်းမလိုဘူးတော့ကကြတော့ဆိုင်ကလေးကြတော့ဒီရွှေကြီးရဲ့ဖျားနာလေးကွာအဲ့အဲ့ဒီဇက်ဇက်ဇက်ကတင်းမောကအဲ့ဟိုဘောဒီတိုင်းကူညီပေးတာသူကမနေ့ကနေပြီးတော့9နာရီအထိကိုမမမနေ့ကနေညနေ9နာရီအထိကိုသူကအဲပို့ပေးတယ်ဟိုဘက်ဒီဘက်ကူးပေးတယ်မနေ့ကဆိုရင်တော့မနေ့ညနေ3နာရီလောက်ကလေးကအဲမန်လေးကနေပြီးတော့စကမ်းကိုပြန်မဲ့အဲမန်လေးမှာလှုပ်လာလှုပ်တဲ့လူတွေကတော့ကွာအဲ့မှာ ချွေချဲရဲ့အဲဒီဖျားနာလေးကဆက်ဆက်စိတ်မှာသင်မောဆောင်တယ်သင်မောဆောင်ပြီးတော့ကူးတယ်အဲသင်မောကတော့သူတို့ကအလကားကူးပေးတာပေါ့သင်မောပိုင်ရှင်ကတော့လေအဲတော့နည်း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 ဆောင်းတော့ခါကျတော့သူကနှစ်စီးကအသွားပြန်နှစ်ခေါက်လောက်ပဲရတယ်9နာရီကျော်ရင်အဲဒီရေချောင်းထဲကအဲရေရရေမူလာရေရအဲ့ဒါမကူခံဘူးအဓိကပြဿနာကတင်းမောပိုင်ရှင်ကကူးပေးတယ်ကွာပြည့်မလားညနေပိုင်းရောက်တော့ तू က ချိန်မိုးအချိန်ဟုတ်လေသူကကူးပြီးတယ်ဒါပေမဲ့ခက်တာကဟိုဘက်ကနေပြီးတော့သူကဖြက်ခွင့်မပေးတာအဲ့ကြီးကျောင်းမှာရှိတဲ့လက်ကင်းလားရဲရလားငါးနိုင်ကြိုရင်ဖြက်ခွင့်မပေးဘူးအဲ့မှာပြဿနာတက်နေတာဟိုနှစ်ခေါက်လောက်ပဲကွာမနေ့ကတော့မနေ့ကတော့နှစ်ခေါက်လောက်ပဲသူကူးပြီးတာဒီနေ့ကတော့သူတို့မနေ့ကတည်းကစပြီးတော့ဟိုဘက်ဒီဘက်ကူးပြီးနေလေတော့တရင်ကြတယ်